원래 매야 루에레보 သူကရေဦးလိုက်ပါတယ်သူကမလှုပ်ရှားပဲညာလက်ကိုမြှောက်လိုက်ပါတယ်သူ့ရဲ့လက်ညိုးကိုပိုးအတန်ရှေ့ကိုထိုးလိုက်ပါတယ်ထိုးချိန်မှာထိုင်ဝင်ဂျိုရဲ့ပြင်ဘက်မှာမှုန်တိုင်းတစ်ခုကစတင်ဖြစ်လာပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်ကြေလောင်နဲ့မုံချိန်တန်တဲ့အတူအဆုံးမရှိတဲ့မူလစွမ်းရည်နေရာဆုပြုံလာပါတယ်ကီလိုမီတာထမုံများစွာအတွင်းကမူလစွမ်းရည်အလုံးကခေါ်ဆိုခြင်းကိုခံရတယ်လို့ယူသွစွာနဲ့ဆုပြုံလာပါတယ်ချက်ချင်းဆုတလို့ပဲထိုင်ဝင်ဂျိုအပြင်ဘက်မှာလက်ကြီးတစ်ချောင်းကပေါ်လာပါတယ်ထိုလက်ကြီးကပေတထောင်လောက်ရှိပြီးပေတထောင်ကျဲပါတယ်ပါ ါလပြီးဝိညာဉ်တစ်ခုရဲ့တရှိမှုလို့ပါပဲမူလဆိုင်ကမြူဂျီနိုင်လောက်တဲ့အမြင်နှုံးနဲ့လက်ကြီးမှစုပြောင်းလာပါလေ ထိုအမျက်နှုံးကစိတ်ကူးနဲ့တော့မမီနိုင်လောက်အောင်ပါလက်ကြီးကမူလဆွမ်းရအလုံးဆွေးဥနေတဲ့အဆုံးမရှိတဲ့အနေရောက်တင်ပေါ်တစ်ခုလိုပါပဲချက်ချင်းပဲလက်ကြီးကဝိညာဉ်တရှိမှုကနေခိုင်မာတဲ့ຢာတစ်ခုဖြစ်ပြောင်းလဲသွားပါရင်လက်ဝေးရအောင်တော့ရှင်းရှင်းနဲ့မြင်နိုင်ပါတယ်လက်ကြီးဘောကအမှတ်သားရိယာတောင်တန်းနေနေချောင်းချီလိုပါပဲလက်ကြီးကထန်ဝင်ချိုစီကိုဖြည်းဖြည်းချင်းဆင်းသလာပါတယ်ထိုလက်ကြီးကရန်ဝန်ကြီးမားပေမဲ့ရှေးအောင်နှဖျားရဲ့လက်ညိုးတော့မဟုတ်ပါဘူးအလုံးစုံမရှိသူကဖန်တီးထားတဲ့ဤပညာတစ်ခုပါကောင်းကင်ကံကြမ္မာကိုထုတ်ဖောက်ဖို့လက်ညိုးတစ်ချောင်းနဲ့ပါ အလုံးစုံမြင်ရှိသူကမဟာမေးဖဲရဲ့အတီးကဲအဖွဲ့ဝင်တဦးဖြစ်တာကြောင့်သူ့မှာသဘောအတိုင်းအင်အားကြီးမားတဲ့နည်းပညာတွေကိုသိရှိထားပါတယ်။အလုံးစုံမြင်ရှိသူရဲ့အထုံးထိပ်မှာရှိနေတဲ့ကောင်ကရွှံပိုးကတော့သူ့ကိုအလုံးအမကြောင်းရပြီးပေါ်ပေါ်တန်စောကားရဲတာမျိုးမလွေရဲဘူးလို့ဆိုရပါလိမ့်မယ်။မဟာမေးဖဲရဲ့အကြီးကဲအဖွဲ့ထဲမှာအလုံးစုံမြင်ရှိသူကအစွမ်းထက်ဆုံးတော့မဟုတ်ပေမဲ့အစွမ်းထက်ဆုံးအဖွဲ့ဝင်တွေကတော့အလုံးစုံမြင်ရှိသူကိုမကောင်းတဲ့ဘက်ရောက်သွားတာမျိုးမလို့ခြင်းပါဘူး။ ထိုအရာအလုံးကအလုံးစုံမြင်ရှိသူကဘလောက်ထိအင်အားကြီးမားလဲဆိုတာကိုတွေ့ရပြီးတော့ပြပြနေရပါဒိုဝါရင်ရဲ့အလုံးစုံမြင်ရှိသူကအလွန်အမရိုရှင်ပြီးသူ့ရဲ့အကြောင်းပင်ပလူအများစုကမသိကြပါဘူးယခုချိန်မှာထိုင်ဝမ်ဂျိုရဲ့အပြင်ဘက်မှာဖယ်စည်းထားတဲ့လညိုကဂျိုပေါ်ဖြည်းဖြည်းချင်းဖိချလိုက်ပါတယ်နှစ်ကိုရဲ့လူထင်ရပေမဲ့အလွန်အမမျက်စံပါတယ်ကောင်းဝင်းတစ်ခွင်လုံးမှာတွန်လို့စီရကောင်းတဲ့ဖီးယားတစ်ခုကဟင်းရောက်လိုက်ပါတယ် ထိုင်ဝမ်ဂျိုဘိုကချင်းချင်းသူတွေရောတမောက်ဖွေရကောင်းတဲ့အင်အားတစ်ခုကကဘာပေါ်စင်တလာတာကိုခန်းစားလိုက်ရပါတယ်။လက်ညိုးရှိမှမူလဆွမ်းရင်းနဲ့အများကြီးအားစုဝေးနေရကြောင်းလက်ညိုးရှိမှလက်စီချောင်းတစ်ခုကပေါ်လာပြီးထိုင်ဝမ်ဂျိုကိုအရင်ထိမိပါတယ်။ဂျိုတစ်ခုလုံးကလည်းတုံခေါက်သွားပြီးတစ်ခုခုကဂျိုရဲ့အတွင်မှာရွေလျားနေသလိုပဲလေတုထဲမှာလှိုင်းလုံးကြီးတစ်ခုကဖြစ်လာပါတယ်။ထိုမူလဆွမ်းရင်းကလက်ညိုးရဲ့ရှိကိုရောက်လာပါတယ်။ဂျိုရဲ့အစိတ်ပိုင်းအချိုးကတော့ပြိုကျပြီးအလုံးကလိန်ကောက်သွားပါတယ်။လက်ညိုးကလေတုဘုတ်ကိုကြောက်လာတဲ့အခါတမောက်ဖွေရကောင်းတဲ့မူချိုးတန်နေရကဘာတစ်ခွင်လုံးမှပိတ်တက် က်သွားပါတယ်။လေလူကလည်းချက်ချင်းပဲပြုတ်ခွဲပြီးတက်တန်းရောင်ကြီး9ရောင်ကထိုနေရာတဝိုက်ကိုပြန်နှံ့သွားပါတယ်။လက်ညိုးကိုအတင်းကျက်နဲ့ဖွင့်လိုက်တဲ့အချိန်မှာအကွဲကြောင်တစ်ခုထိုအကွဲကြောင်ကဆက်ပြီးတော့ကျေပြန်းလာပြီးရာတီဦးထုကိုဓာတ်ရိုက်ပြောင်းလဲစေပါတယ်။မြေပြင်ရနှင့်ကောင်းကင်ကိုချင်းရင်လက်ညိုးကကောင်းကင်မှာအပေါတပေါကိုဖောက်ပြီးဖြည်းဖြည်းချင်းဆင်းသက်လာသလိုပါပဲ။ မင်းစာမျိုးရဲ့အပြင်ဘက်ကကီလိုမီတာထောင်ထဲချီဝေးတဲ့ခြိုင်ဝန်းကိုချိန်ရထားပါတယ်။လက်မျိုးကမချမီမြုံချင်းနယ်လောက်တဲ့ဖီယာတစ်ခုကဆင်းသက်လာပြီးမြေကြီးတွေကအကွဲသွားပါတယ်။တခုခုရရှိပြီလို့ထင်နေကြတဲ့ကျဉ်းကျဉ်းသူအလုံးရဲ့မျက်နှာကလည်းပြောင်းလဲသွားပြီးဘသူကမှကြီးဖို့အတွက်ပြတ်တန်းသွားရတာမျိုးမရှိတော့ပါဘူး။ အင်အားကြီးမားတဲ့ဖိအားပြည့်နှက်သွားတဲ့အချိန်မှာသူတို့ရဲ့စိတ်တရားတလုံးသွားပါတယ်။ကောင်းကင်နဲ့ကဘာပျက်စီးသွားတော့မယ်ဆိုတဲ့ခံစားချက်ကသူတို့ရဲ့နှလုံးသားအောက်ခြေကနေပေါ်လာပါတယ်။မူလာကမင်းစာမျက်စိမျိုးရဲ့အပေါ်ကောင်းကင်မှာမိုးရီယာရွာပြီးမိုးကြိုးတန်နေရမဆုံးနိုင်အောင်ပြင်းထန်ထနေပါတယ်။ဒူဝါရင်ယခုချိန်မှာတော့အေယာမလက်ညိုကဆင်းသက်လာတဲ့အခါမိုးတိမ်အလုံးကတိုးဖိတ်ခံလိုက်ရပါတယ်။လုံးဝကိုဆွဲဖိနှိပ်လိုက်တဲ့ကလကာတစ်ခုလိုပါပဲ။ကောင်းကင်ရဲ့အင်အားအနောင်ထိုလက်ညိုရဲ့အစွမ်းအတွက်လမ်းဖက်ပေးရသလိုပါပဲ။ ထူထဲပြီးမှောင်မိုက်တဲ့မိုးတိမ်တစ်ခုကအမြန်မရှောင်တိမ်နိုင်လို့လူမျိုးရှိကလှိုင်းလုံးတွေနဲ့ထိမိသွားပါတယ် ချက်ချင်းပဲပောက်ကွဲသွားပြီးမူဂျိုလျက်တွေအများကြီးကကောင်းကင်ကိုလင်းလက်တောက်ပါစီပါတယ်ထို့မူဂျိုလျက်တွေဟာလှိုင်းလုံးကြီးနဲ့အတူရွေလျားပြီးကောင်းကင်တစ်ခွင်လုံးကိုပြန့်နှံ့သွားပါတယ်လူတိုင်းရဲ့မျက်စိထဲမှာအလွန်မှလင်းလက်ပြီးမမိနိုင်လောက်တဲ့ခန္ဓာရဲ့မြင်ကွင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်ပြင်းထန်တဲ့မူဂျိုတန်တွေဟာကောင်းကင်တစ်ခုလုံးမှပိတ်နေထပ်သွားပါတယ် AMR လက်ညိုကဆင်းသက်လာတဲ့အခါကောင်းကင်ကပြိုကျတော့မရအောင်ထင်ရပါတယ်ဝယ်လင်းကဂျိုင်ဝဲထဲမှာရက်နေပြီးကောင်းကင်ကလည်းဖြည်းဖြည်းချင်းဆင်းသက်လာတယ်လက်ညိုကိုမှိုင်မဲစွာနဲ့ကြည့်လိုက်ပါတယ်လက်ညိုကလည်းထွက်လာတဲ့အချိန်မှာသူကရှင်းလင်းခံစားရပါတယ် ထိုရာလုံးစုံမြင်ရှိသူပါဒါကဘလို့နီးပညာမျိုးလဲဝလင်းကအစွမ်းထက်ဆုံးရန်ကိုလက်ထဲမှာကင်နာပါတယ်သူ့ရဲ့လက်ထဲကိုရွာလွတဲ့အချိန်မှာသူ့ရဲ့မူလဝိညာဉ်ထဲကကောင်းကင်စန်းကျင်ပဒေးစေးကတော်လုံးသွားတော့သူကတွေးလိုက်ရပါတယ်ကောင်းကင်စန်းကျင်ပဒေးစေးရဲ့ပြောင်းလဲမှုအကြောင်းစဉ်းစားဖို့အချိန်မရှိပဲဝလင်းကအစွမ်းထက်ဆုံးရန်ကိုသူ့ရဲ့တလွန်အိထဲထည့်လိုက်ပြီးကောင်းကင်ကနေစဉ်းစားလာတဲ့ AML မျိုးကိုစိုက်ကြည့်နေပါတယ် ိုလက်ညိုးကရန်ဦးမှကြီးပါတယ်တတန်းရောင်ကြီး9000ကိုထုတ်လုပ်ပြီးကောင်းကင်နဲ့ကဘာကိုမဆုံးနိုင်အောင်လို့တလုံးစီပါတယ်ဝင်လင်းစီကိုဆင်းသက်လာတဲ့အခါလီဟာနယ်မှာအကွဲကြောင်းနေရာပေါ်လာပါတယ်မြူချင်နယ်လောင်းကောင်းတဲ့ဖီယာတို့ကကောင်းကင်ကနေဆင်းသက်လာပြီးဝင်လင်းရဲ့ပက်လက်မှာဆူဝေးလာပါတယ်အလုံးစုံမြင်ရှိသူ ဝင်လင်းကမျက်မှောက်ချုပ်ပြီးမှိုင်မဲတဲ့မျက်နှာနဲ့ပြီးတော့သူ့ရဲ့ညာလက်ကသူ့ရဲ့တလွန်အဲ့ကိုထိပြီးရတနာပစီတစ်ခုကသူ့ရဲ့လက်ထဲမှာပေါ်လာပါတယ်ထိုအရာသူ့ကိုချင်းရွှေ့ရပေးခဲ့တဲ့မူစင်းခုတ်ချင်းကိုတုံးဖို့အတွက်တလင်းကြောက်ပါထိုအချိန်တုန်းကချင်းရွှေ့ကမူစင်းခုတ်ချင်းတုံးခုကိုတစိမ့်ခတ်ထားတယ်လို့ပြောခဲ့ပါတယ်ချင်းရွှေ့ရတုံးတဲ့မူစင်းခုတ်ချင်းကတတ်မှန်မဟုတ်ပါဘူးဝင်လင်းကထိုရောက်မတုံးရသေးတာကြောင့်သူ့အတွက်တစ်ချိန်အသက်ရှင်နိုင်အောင်လို့တုံးဖို့အတွက်ထိန်းသိမ်းထားခဲ့ပါတယ်ယခုတော့ထိုရောက်တုံးအောင်မဲ့အချိန်ရောက်ပါပြီအေယာမလက်ညိုကဖြည်းဖြည်းချင်းဆင်းလာပြီးဝင်လင်းစီကိုဥတီလာပါတယ်ကျဲလောင်း နဲ့မူကျူတန်အားလည်းပိတ်တင်ထက်သွားပြီးစင်းသက်လာတဲ့ဖီယာကြောင့်မြေကြီးကထပ်ပြီးတော့ကွဲသွားပါတယ်။မှင်စာမျက်စိမျိုးကတော့ထိခိုက်ခဲ့ပါတယ်။မြို့ရိုးအပိုင်းကြီးတွေကပြိုကျသွားပြီးမြို့ထဲကနေအဟိငိုယိုတန်များထလာပါတယ်။ထိုးချိန်မှာထန်ရွှန်ချိုကနေဝေးတဲ့နေရာမှာဂျိုးတခုကရှိပါတယ်။ထိုးရာထန်ရွှန်ချိုရဲ့ဩဇာအတွင်းမှာပဲရှိနေပါတယ်။ထိုးရာတော့တားလောထားကိုင်းလို့ခေါ်တဲ့ကျညက်ချင်းဂျိုးတခုပါ။ထိုးဂျိုးပေါ်မှာဂိုင်းတခုကပဲရှိပြီးထိုးခိုင်းရတော့တားလောထားကိုင်းမှာတားလောထားကိုင်းကဂျိုးရဲ့အစိတ်ပိုင်းများစွာကိုတင်ပိုက်ထားပြီးကီလိုမီတာ3ချီကျင်းဝင်ပါတယ်။ကောင်းကင်ကန်ကြမ ာဂိုင်းထက်အများကြီးပိုပြီးတော့ကြီးပါတယ်။လင်ထင်းဟူကတာလော်ဒါဂိုင်းကိုတီထောင်တဲ့အခါကုန်ကြဆေးကိုပေးဆောင်မှုအတွက်စာနာရှိကြကြောင်းအကျေပမာဏအဖြစ်အလွန်အမကြီးမားပါတယ်။ဝဉင့်စွိုင်းရင်ပြင်းနေတဲ့တောင်တွေကတာလော်ဒါဂိုင်းမှာနေရာတိုင်းမှာရှိပါတယ်။အဆောင်အုံအများပြားလည်းရှိပြီးအကွာအဝေးတစ်ခုချင်းစီမှာကြီးမားတဲ့မျောစင်တွေရရှိပါတယ်။မျောစင်ပေါင်း969ခုကရှိပါတယ်။အီယာမန်ဖေဇီမှုတစ်ခုကိုဖန်တီးဖို့အတွက်တိဆောက်ထားသလိုပါပဲ။ထိုထေရမျောစင်တစ်ခုရဲ့အသွင်ပြင်ကအမြင်အဖြစ်အလွန်အမထူးခြားပါတယ်။ထိုမျောစင်ကအလွန်အမမြင်မာပါတယ်။အခြားမျောစင် င်တွေရဲ့အမြင့်ရဲ့အနည်းဆုံး၁၀စားလောက်ရှိပါမယ်။သူ့ရဲ့အမြင့်ကကောင်းကင်ကိုထိုးပေါက်ပြီးတော့ဝင်ရောက်သွားသလိုပါပဲ။အလွန်ဝေးတဲ့နေရာကနေတော့ထိုးမျောစင်ရဲ့ကြီးမားတဲ့ဖျားကိုခံစားရနိုင်ပါတယ်။ထိုးမျောစင်ထိတ်မှဓာတ်သူ့စင်လင်းထံဟုတ်ကထိုင်နေပါတယ်။မူလဓာလီလက်ကမျက်နှာတစ်ခုထဲကိုဖယ်စီပြီးသူ့ရဲ့ပလက်မှာလဲပတ်နေပါတယ်။ပင်ထန့်တဲ့ဓာတ်ရှင်ဝါကမျောစင်ကနေပြန့်နှံ့လာပြီးတာလိုဓာတ်ကိုင်းကိုထိမ့်လန့်စီရအောင်တဲ့ဓာတ်ရှင်ဝါတွေနဲ့ပြင်းနှံ့စီပါတယ်။ စိတ်ဝင်စားဖို့ကောင်းတယ်တကယ်ို့မှစိတ်ဝင်စားဖို့ကောင်းတယ်လင်းထန်ဦးကရုတ်တရက်မျိုးလုံးကိုဖင်လိုက်ပြီးမျိုးလုံးထရေအစ္စရေရဲ့ရေအောင်ကဖျက်ပြေးသွားပါတယ်သူ့ရဲ့မျက်နှာမှာလည်းအပြုံးတစ်ခုဝရှိနေပါတယ်ဆရာကတပည့်ကိုဘယ်နှကြိမ်တစ္ဆာဖောက်ခဲ့ပြီလဲဒီလူကြီးအလုံးစုံမင်းရှိသူရဲ့ဒီချိန်ကိုကြည့်ရတာတကယ်ို့မှအားရတာပဲတကယ်ို့အကြိုက်ဆုံးပဲ ဒါပေမဲ့ဝလင်းကတော်မန်နီငှက်ရဲ့အဖွဲ့ဝင်တယောက်မဟာမိတ်ဖဲရဲ့အကြီးအကဲတွေဟာတော့တော်မန်နီငှက်ရဲ့အဖွဲ့ဝင်တယောက်ကိုတိုက်ခိုက်တဲ့အခါစဉ်းစားရတယ်။ဘသူကမှတောက်ပကျေကွန်ရဲ့ကျေဆုစနစ်ရဲ့အရင်အုပ်ဆိုးရှင်နဖျားလီပါခိုင်းကိုစင်ခေါ်ချင်တာမျိုးမရှိဘူး။မိလိုက်တော့ဝလင်းမင်းရတာအိမ်ကြီးပညာကိုခံနိုင်ပြီးမတည်ဘူးဆိုရင်ဒီအဖိုးကြီးကမင်းကိုခုညီမယ်။ လင်ထန်ဟုကပြုံးလိုက်ပါတယ်သူအကြိုက်ဆုံးလုပ်တဲ့အရာကတော့အလုံးစုံမင်ရှိသူအတွက်ပြဿနာကိုရှာပေးဖို့ပါလက်ချောင်းကြီးကဆင်းသက်လာတဲ့အချိန်မှာမြေကြီးကအကွဲပြီးပြိုကျသွားပါတယ်ပြိုကျမှုရဲ့အလဲဖိုးကဝင်လင်းရှိနေတဲ့အချိန်မှာ မိုးကြိုးတွေကလည်းတချစ်ချင်းနဲ့မိဟင်းပြီးဂျိုင်ဝမ်အတွင်းမှာအကွဲကြောင်းတွေကပေါ်လာပါတယ်အကွဲကြောင်းတွေကဆက်လက်ပြန်ကောက်သွားပြီးဂျိုင်ဝမ်ကပမိုင်းကွဲသွားပါတယ်ပုံများတဲ့အကွဲကြောင်းတွေကထပ်ပေါ်လာပြီးချက်ချင်းဆွစုလို့ဂျိုင်ဝမ်ကပြုတ်ကွဲသွားပါတယ်တော်တုံးပိုင်းစားတွေကလည်းပေါက်ကွဲထွက်လာပြီးဖီအားကြောင့်ဖုံမှုတွေအဖြစ်ပြောင်းလဲသွားပါတယ်ရာလန်အနေနဲ့ဝန်လင်းရဲ့ပုံဝင်ခြင်းဟာပြတ်ချက်ချက်အပျက်စီးတစ်ခုဖြစ်လာပါတယ်ပြိုကျသွားတဲ့ဂျိုင်ဝမ်ကဖုံမှုတွေဆင်းသက်လာတဲ့လက်ချောင်းကြီးရဲ့ဖီအားကြောင့်အပေါ်မပြန်နိုင်ပဲဝန်လင်းကိုဗဟုပြုတ်ပြီးတွထုတ်ခံရရပါတယ်ထို့ဖုံမှုတွေဟာဖိနှိပ်ခံထားတဲ့မြွေကြီးတစ်ခုလိုဂျူလီယာနီပါတယ် ထိုအချိန်မှာမှင်စာမျက်စိမျိုးဝါးနေချန်ညီကို၃ရောက်အပါဝင်လူ9ယောက်က ပြေထွက်လာကြပါတယ်လက်ချောင်းကြီးကိုမြင်တော့သူတို့ရဲ့မျက်လုံးတွေမှာထိတ်လန့်မှုတွေဟာပြင်းထန်နေပြီးစိတ်တွေဟာတုန်လှုပ်သွားပါတယ် ထိုလက်ချောင်းကြီးရနေထွက်ပေါ်လာတဲ့ရောင်ခွနရောင်ရောင်ကြီးရညာအမောက်ကိုလင်းထိတ်စီပါလေလက်ချောင်းကြီးရရန်ဝန်ကြီးမားတာကြောင့်အဝေးရနေရှင်းရှင်းလင်းလင်းမြင်နိုင်ပါလေလူခွနရောက်ကတွေ့မနေပဲမိစားမျက်စိမျိုးဝဲနေရာခွနရမှာရောက်ရှိသွားပါလေသူတို့ကလိုက်တဲ့အခါမျိုးရဲ့အလဲဘဟုကနေရောင်ကြီးအလင်းတစ်ခုကထွက်လာပါလေမျိုးကကောင်းကင်ထဲကိုပြန်တက်သွားပါလေမျိုးကြီးကဗငံပြားတစ်ခုလိုလီထဲကိုမြောက်တက်ပြီးတောင်ဘက်ကိုပြန်သွန်းသွားပါလေသူဝရင်လက်ချောင်းရဲ့ဖီဟာအောက်မှာမျိုးဝဲအနှံ့အပြားမှာအကွဲချောင်းများပေါ်လာပြီးမျိုးကြီးရဲ့အချိန်ကနှိမ့်ကွေးသွားပါလေမိစားမျက်စိမျိုးကြီးကလူမျိုး 我带熊哥的幺巴哩。 မင်းသားမျက်စိမျိုးကနဖျားဟောင်းနေကအကြောင်းမဲ့ဒီလိုဘေးဒုက္ခမျိုးကိုကြုံတွေ့ရတာကြောင့်စိတ်ထဲချနေပေမဲ့ဘသူကမှဘာမှပြောရတာမရှိပါဘူးလူတိုင်းကမြင်နိုင်တာထိုလက်ချောင်းကြီးကထရန်ချိုရဲ့အစ်မအုပ်ဆိုးရှင်ရဲ့အလုံးစုံမြင်ရှိသူကပိုက်ဆင်တာပဲဖြစ်ပါမယ်အလုံးစုံမြင်ရှိသူကဝန်လင်းကိုတတ်ချင်နေရလားချန်ညီကိုရီးယားအချင်းချင်းကြည့်လိုက်ကြပါလေသူတို့ကဘာမှတော့မပြောကြပါဘူးတို့ရရင်သူတို့ရဲ့မျက်လုံးတွေကအကြောင်းမှုတွေရှိနေပါလေခဏတစဉ်းစားပြီးရင်တော့ရီချန်ကသွားမရောက်အကျိတ်ပြီးလက်ချောင်းကြီးစီကိုဥတီသွားပါလေအယောင်ခဏယောင်ယောင်ကြီးကကောင်းလင်းကိုဖုံးလွှမ်းနေပါလေအဝေးရနေ ေတော့ရှင်းလင်းလင်းနဲ့မြင်နိုင်ပါတယ်လထောင်းကြီးကရန်ဦးမှာကြီးမားလုံးပါတယ်ရီချမ်းကဝလင်းကိုကုညီဖို့အတွက်သွားတာမဟုတ်ပဲနိဗ္ဗာန်ဖြစ်စည်းသူနဲ့နိဗ္ဗာန်တန်းစင်သူတို့ရဲ့တိုက်ပွဲကိုမြင့်မြင့်တက်တက်အဖြစ်သွားတာပါ ကျောင်းဝင်တဲ့စိတ်ကြောက်ထိုးခင်ရုပ်လက်လွတ်လိုက်ရင်တသက်လုံးကိုနောက်တော့ရနိုင်ရပါလိမ့်မယ်ထိုးတွင်းနဲ့နောက်ထပ်လူတယောက်ကလည်းရှိပါသေးတယ်ထိုးရာကတော့မင်းနဲ့နေတဲ့ဝိယုံနဲ့လူငယ်တယောက်ပါသူကငယ်ရွယ်သေးတဲ့ပုံရပြီမယ်ရှေးအောင်ရှင်ဝါရီကထွက်နေပါတယ်သူကလည်းရှေးကိုချစ်တလပါတယ်ကျန်တဲ့လူရဲ့အတွက်ကတော့ဒီလိုတတိမျိုးမရှိကြပါဘူးရီချန်ကရှေးကိုတိုးလာတဲ့အခါမင်းနဲ့နေတဲ့ဝိယုံနဲ့လူငယ်ကိုမြင်လိုက်ရပါတယ်သူကအံ့အသင့်သွားပြီမင်းစားမျက်စိမျိုးရဲ့မြို့စာတတိကြီးတာပဲသူကတွေးလိုက်ပါတယ်ဝင်လင်းကလမောင်းလေးကိုဖြန်ကားလာပြီးဂျိုင်ဝမ်ရဲ့အလေမှာရက်နေပါတယ်ရေခဲတလင်းကြောက်ထဲမှာ ည့်ထားတဲ့ byway ရဲ့အလောင်းကမဝေးလာတဲ့နေရာမှာရှိနေပါတယ်။သူကတည်ဆုံသားပြီဖြစ်ပေမဲ့အလုံးစုံအမည်ရှိသူရဲ့နီးပညာကြောင့်ခန္ဓာကိုယ်ကလုံးဝဝန်ပျက်စီးသေးပါဦး။မိုးစင်းခော့ခြင်းတလင်းကြောက်ကဝန်လင်းရဲ့ရှိမှပြန်ဝင်နေပြီးနူးညံ့တဲ့ရောင်ခြည်များထွက်နေပါတယ်။တလင်းကြောက်ရဲ့ပက်လက်မှာလည်းရင်ငွေဝဲခဲတွေကလဲပတ်နေပါတယ်။ဝန်လင်းကခေါင်းမော့ပြီးပိုကြီးလာပြီးနီးကပ်လာတဲ့လထောင်ကြီးကိုကြည့်လိုက်ပါတယ်။လက်ပွေရည်ကိုတော့ရှင်းရှင်းလင်းလင်းနဲ့မြင်နိုင်ပါတယ်။ ပျော်စေးတူကောင်ကိုချိတ်ချစ်တယ်လို့ကောင်းကင်ကနေလက်ချောင်းကြီးရကျလာတဲ့အခါဝင်လင်းရဲ့မျက်လုံးထဲမှာအန်တင်းစရာအိဆက်မှုတစ်ခုကပေါ်လာပြီးမိုးစင့်ခေါ်ခြင်းသူကအော်ဟစ်လိုက်ပါတယ်ဝင်လင်းကမိုးစင့်ခေါ်ခြင်းလို့ပြောလိုက်တဲ့အချိန်မှာဝင်လင်းရဲ့နောက်ကဲမှာပုံရိပ်တစ်ခုကပေါ်လာပါတယ်ထိုပုံရိပ်ရဲ့ပုံစံကိုမြင်နိုင်ပေမဲ့အိဆက်တဲ့ပုံစံကြောင့်ချင်းရွှေဆိုတာမှန်းဆနိုင်ပါတယ်ထိုရာချင်းရွှေကတလင်းကြောက်ထဲမှာထားခဲ့တဲ့ပုံရိပ်ဖြစ်နိုင်ပါတယ် ချင်းရွှေရဲ့မဟုတ်ပုံကြီးကညာလက်ကိုမြောက်ပြီးလက်တစိုက်ကိုဖွဲလိုက်ပါတယ်ပြီးတော့ဝင်းလင်းရှိကတလင်းကြောက်ကိုညူနဲ့ထိုးလိုက်ပါတယ်တလင်းကြောက်ကလည်းတုံခါပြီးအမြန်ပဲလေပတ်သွားပြီးရဲ့နောက်ဝင်းလင်းစီကိုဆင်းသက်လာတဲ့လက်ချောင်းကြီးစီကိုတောက်ပါတဲ့ရောင်ကြီးတစ်ခုကတဟုန်တိုးထွက်လာပါတယ်လက်ချောင်းကြီးကနီးကပ်လာတဲ့အခါတလင်းကြောက်ကနေမြုံနိုင်စီကတောက်ပါတဲ့ရောင်ကြီးတစ်ခုကထွက်လာပါတယ်ထိုးရောင်ကြီးကအရန်ဦးမအကောက်ပါတယ်တမန်လူတယောက်ကကြီးမြင်မျိုးလုံးနီးရပုတ်ပြီးတည်ဆုံသွားနိုင်ပါတယ်ကျင်းညံ့သူတယောက်အတွက်နောက်မျိုးလုံးနီးရဆက်ဖြင်းဖြင်းဖြစ်သွားနိုင်ပါတယ် ကျင်းကျက်မှုအစင်းရနေပါနေရင်ခန္ဓာကိုယ်ကတော့ပျောက်ကွယ်သွားနိုင်ပါတယ်။ဝယ်လင်းရဲ့ရှေးအောင်နှဖျားခန္ဓာကိုယ်နဲ့တော့ရောင်ကြီးကိုကြည့်မိတဲ့အခါမျက်လုံးတွေကနာကျင်လာပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲရောင်ကြီးကချက်ချင်းပဲပျောက်ကွယ်သွားပါတယ်။ဒူဝရရင်အဝေးကနေကြည့်နေတဲ့ရီချန်တို့ကတော့အလောက်ထိကံမကောင်းပါဘူး။သူတို့ရဲ့မျက်လုံးတွေကနာကျင်လာပြီးငွေရည်တွေအများကြီးကထိုးဆိုင်နေတယ်လို့ခန်းစားလိုက်ရပါတယ်။ ကြောင်းလန်းတကြားနဲ့သူတို့ရဲ့ခန္ဓာကိုယ်ကလေးကမူလဆိုင်ကိုလည်းပတ်စီပြီးခနာချာမှာတက်တာသွားပါလေ။မင်းစာမျိုးဝဲမျိုးစားမဲနှဲနေတဲ့ဝေယုံနယ်လူငယ်ကတော့သူ့ရဲ့ကြင်ကြံမှုအစင်အားရီချမ်းထဲနေပါလေ။ရုပ်ဝတ္ထုရန်အစင်ရဲ့အထွန်ထိတ်မှသာရှိပါသေးတယ်။သူ့ရဲ့ပြင်းထန်တဲ့ညူတန်ထွက်လာပြီးမျိုးလုံးလေးကိုမိကနောက်ဆုတ်သွားပါလေ။မျိုးရည်တွေကကျလာပြီးမှထိတ်လက်မသွားပဲသူ့ရဲ့တုံတော်အိတ်ကိုပို့လိုက်တော့ဆေးပလင်းတွေအများကြီးကထွက်လာပါလေ။ဆေးလေးကိုမြူချပြီးရင်တော့မျိုးလုံးမိကကြင်ကြံလိုက်ပါလေ။ဒူဝါရင်သူ့ရဲ့နှဖျားအယုံကတော့ထူတိုက်ပွဲကိုတေချာဆောက်ကြည့်ဖို့အတွက်ပြန်ကားနေတော့မှတလင်းကြောက်အလင်းနေရာတောက်ပစွာနဲ့ ထပေါ်လာတဲ့အချိန်မှာအရွေးစားကျုပ်သွားပါတယ်ချက်ချင်းစုလို30ကျော်လောက်ကပျောက်ကွယ်သွားပါတယ်ပျောက်ကွယ်သွားတဲ့30ရာခိုင်နှုန်းက ရေစက်တွေအဖြစ်ပြောင်းလဲပြီးကြာဆင်းလာပါတယ်ကြာဆင်းလာတဲ့ရေစက်တွေကဆက်လက်ပြီးတော့ပြန်ကားသွားပါတယ်ချက်ချင်းဆိုသလိုပဲဝန်လင်းရဲ့ရှိမှာရေစက်တွေမီးမတနိုင်အောင်ပေါ်လာပါတယ်ချင်းရွှေရဲ့ပုံရင်းကဝင်းရုံလက်ကိုဝင်ရလိုက်တော့ရေစက်တွေကလက်ချောင်းကြီးစီကိုဥတီသွားပါတယ်မူလဆွမ်းရဲ့အများကြီးကရေစက်တစ်စက်ချင်းစီထဲကိုယူသွဆောင်နဲ့ဝင်ရောက်သွားပါတယ်ကောင်းလင်းကနေဆင်းသက်လာတဲ့လက်ချောင်းကြီးရဲ့မီးမတနိုင်တဲ့ရေစက်နဲ့တိုက်မိတဲ့အခါကောင်းလင်းကိုတုံဟီစင်မဲ့ပေါက်ကွဲတက်နေရထိုင်ဝဲဂျိုးတို့ခလုံးမှပိတ်တင်ထွက်သွားပါတယ်ကောင်းလင်းတခွင်မှာမစုံနိုင်တဲ့မူဂျိုးတန်နေရပိတ်တင်ထွက်နေပါတယ် ချင်းရွှေရဲ့ဤပညာကြောင့်လထောင်းကြီးအားခဏတရစ်တန့်သွားပါရင်ဒူဝါရင်ရေဆက်တရလထောင်းကြီးနဲ့တိုက်မိပြီးပျက်စီးသွားတဲ့အခါအယောင်900ကြီးအားတောက်ပဆွန်နဲ့ထလှပါရင်လထောင်းကြီးကလည်းခဏတရစ်တန့်ပြီးရဲ့နောက်ပုံမြင်တဲ့အချိန်နဲ့ဆင်းသလာပါရင်သူ့ရဲ့လမ်းကြောင်းမှာရှိတဲ့အရာအလုံးကိုရေဆန်နဲ့ဖျက်ဆီးပြမဲ့ပုံပါပဲရေဆက်အလုံးကလည်းပျက်စီးသွားပြီးထိုလထောင်းကြီးကမိုးစင်ခော့ခြင်းရဲ့တလင်းကြောင်းနဲ့တိုက်မိသွားပါရင်ထိုအချိန်မှာပဲဝန်လင်းကလက်တစိတ်တစ်ခုကိုဖဲလိုက်ပြီးမိုးစင်ခော့ခြင်းသူကအဟင်းတလင်းကြောင်းကိုလညုံနဲ့ထိုးလိုက်ပါရင်တလင်းကြောင်းကလည်းပေါက်ကွဲသွားပါရင်တလင်းကြောင်းကပျက်စီး ီးသွားတဲ့အချိန်မှာဝင်လေးနောက်ကွယ်ရာချင်းရွှေရဲ့ပုံကြီးကရှေ့ကိုထလာပါတယ်။သူ့ရဲ့မြန်နှုံကအရင်အိုးမြန်နာကြောင့်အရေးတစ်ခုပဲကြံခဲ့ပါတယ်။ပျက်စီးသွားတဲ့တလင်းကြောက်တွေကိုဝင်ရောက်သွားပြီးလက်ချောင်းကြီးစီမှာစူဝေးနေတဲ့ရေစက်တွေအဖြစ်ပြောင်းလဲသွားပါတယ်။ဒီတစ်ခါတော့မေးမတနိုင်တဲ့ရေစက်တွေမဟုတ်တော့ပဲရေစက်တစ်စက်တွေအဖြစ်စူးစီးသွားပါတယ်။ထူရေစက်ကနေအနီအောင်ချီနဲ့ဂျီနဲ့ပေရဲ့အရင်အောင်အချိုးကလည်းထလာပါတယ်။ပြီးတော့အလုံးစုံမြင်ရှိသူရဲ့ဤပညာနဲ့ဒါရိုက်တိုက်မိသွားပါတယ်။တိုက်မိသွားတဲ့အချိန်မှာအနီအောင်ရေစက်ကနေပြင်းထန်တဲ့အချိန်မှာထွက်လာပြီးဝေကဲတစ်ခုကဖြစ်လာပါတယ်။လက်ပန်းနေတဲ့ဝေကဲကလက်ချောင်းကြီးရဲ့ အပြင်ဘက်ကအယောင်9ပါးလိုင်းနေနဲ့တိုက်မိသွားပါလိမ့်အယောင်9ပါးလိုင်းနေကချက်ချင်းပဲပျက်စီးသွားပေမဲ့အယောင်9မျိုးနဲ့ငကား9ကောင်အဖြစ်ပြောင်းလဲသွားပြီးလက်ထောင်းကြီးရဲ့ပလက်မှာလက်ဘက်ကယူသွဆောင်နဲ့အဟိနေကြပါလိမ့် အယောင်9ပါးလိုင်းလေးကိုဖြည့်ဆည်းပြီးရတော့အနီရောင်ရေစက်ကအလုံးစုံမြင်ရှိသူပို့လိုက်တဲ့လက်ချောင်းကြီးနဲ့ဓာတ်ရိုက်ထိမိသွားပါတယ်လက်ချောင်းကြီးကရက်တက်မသွားပဲပျော်စိတ်တကောင်အောင်ချိတ်ချိတ်တော်မဲ့ပုံနဲ့ဝင်လင်းစီကိုဆင်းသက်လာပါတယ်ဒိုးရတဲ့လက်ချောင်းကြီးရဲ့အလဲဖို့မှာအနီရောင်အဆက်လေးတစ်ခုဟာရှိနေပါတယ်ထိုရာပုံနဲ့ဆိုင်လာပြီးသူ့ရဲ့လမ်းကြောင်းမှာရှိတဲ့အရာအလုံးကိုဖြည့်ဆည်းနေပါတယ်ပြီးတော့ရုတ်တရက်ဖြည့်ဆည်းသွားပြီးလက်ချောင်းအတွင်းမှာမှုန်တိုင်းတစ်ခုဟာဖြစ်လာပါတယ်လက်ချောင်းကြီးကဆင်းသက်လာတဲ့အခါဝင်လင်းရဲ့မျက်နှာမှိုက်မဲသလိုဖြစ်သွားပါတယ်ကောင်းကင်ကပြိုကျသလိုခံစားရပေမဲ့သူ့ရဲ့မျက်လုံးနီးမှာအစ်ဆက်တဲ့ အရင်းအောက်တစ်ခုဟာဖြစ်ပြီးသွားပါတယ်အလုံးစုံမြင်ရှိသူဟာအဆုံးရောက်အဆွမ်းထက်ရန်အကြောင်းကိုမမေ့ဘူး အဲ့ထက်ပိုတဲ့အကြောင်းရင်းတစ်ခုဟာရှိရမယ်ဝယ်လင်ကတပင်းဝင်ချလိုက်ပေမဲ့သူ့ရဲ့တိုက်ပွဲစိတ်သက်ကရုံမသွားပါဘူးသူ့ရဲ့မျက်လုံးတွေကလင်းလက်သွားပြီးသူ့ရဲ့သွန်တော်အိတ်ကိုပို့လိုက်တော့လဝါရွယ်အစိတ်ပိုင်းတစ်ခုဟာသူ့ရဲ့လက်ထဲမှာပေါ်လာပါတယ်ထိုအစိတ်ပိုင်းကဝယ်လင်ကကောင်းဝင်းတခင်အတွက်ကြီးမားတဲ့ကောင်းမှုတွေကိုပြုလုပ်ပြီးရင်တော့မိတော့တခင်ကသူ့ကိုပေးခဲ့တာပါလက်ချောင်းကြီးရဆင်းသက်လာတဲ့အခါဝယ်လင်ရဲ့အသက်ကိုနှိမ့်သက်ပြတော့မဲ့ပုံနဲ့ပြင်းထန်တဲ့လေပြင်းတစ်ခုဟာပေါ်လာပါတယ်ဝယ်လင်ရဲ့ပလက်ကမြေကြီးတွေကထမှန်ပြီးတော့ပြိုကျသွားပါတယ်သူ့ရဲ့ပုံဝင်ခြင်းဟာမြေကြီးတွေကပြိုကျပြီးသားဖြစ်ပေမဲ့ထပ်ပြီးတော့ပြိုကျသွား ွားပါတယ်။မိုးကြိုးတွေတကြင်းကျင်းနဲ့မြေဟင်းလေးတွေအောက်မှာဝလင်းရဲ့ခန္ဓာကိုယ်ကမြေကြီးထဲကိုနှိမ့်မြုပ်သွားပါတယ်။သူ့ရဲ့မျက်လုံးတွေဟာဆုံးမကျန်ခိုင်မာနေပြီးသူကအော်ဟစ်လိုက်ကညာလန်းရဲ့လက်တစေးတစ်ခုကိုဖဲလိုက်ပါတယ်။ကောင်းကင်ဘုံနေပယ်ရဲ့အစိပ်ပိုင်းကလီတွေကိုပြန်တက်သွားပြီးမထင်မှတ်ပဲတိုက်ပွဲကြီးတစ်ခုဖြစ်ကြီးထွားလာပါတယ်။တစ်ချက်ကြီးလိုက်ရင်ထိုတိုက်ပွဲကြီးကအဆုံးမရှိကျယ်ပြန့်နေတဲ့ပုံရပါတယ်။ဝလင်းနဲ့လက်ချောင်းကြီးကိုပိုင်းခြားထားတဲ့ထူထဲတဲ့ဒိုင်းတစ်ခုလိုပါပဲ။လက်ချောင်းကြီးကကောင်းကင်ဘုံနေပယ်ရဲ့အစိပ်ပိုင်းကိုချက်ချင်းပဲဖိချလိုက်ပါတယ်။ထိုင်ဝဲကြိုးတစ်ခုလုံးမှာခြေလောင်းနဲ့မိုးကြိုးတန်တွေကပြန့်နေသွားပြီးမြေကြီးပေါ်မှာတ ုံခံမှုလိုင်းတွေကိုဖြစ်ပေါ်စေပါတယ်။မြေအောက်မှာမြေလက်နဂါးတကောင်ကရွေလျားနေသလိုပါပဲ။ကောင်းကင်ဘုံနယ်ပယ်အစိပ်ပိုင်းမှာအကွဲကြောင်းတွေအများကြီးရလဲပေါ်လာပါတယ်။ဒိုးရရင်ကောင်းကင်ဘုံနယ်ပယ်အစိပ်ပိုင်းကပြိုကွဲမသွားပါဘူး။လက်ထောင်ကြီးကမြောက်တက်သွားပြီးနောက်တစ်ချိန်ဖိချတော့မယ့်အချိန်မှာမိုးစင်းခော့ခြင်းတလင်းကြောက်တွေကဆွမ်းအားကရုတ်တရက်ပေါက်ကွက်ထလာပါတယ်။အလင်းရောင်တန်းနေရတယ်ထွက်လာပြီးအလုံးမအန်းတင်းစရာပါ။လက်ထောင်ကြီးကိုအနီရောက်အလင်းနေရာထိုးဖောက်ဝင်ရောက်သွားပါတယ်။အပေါက်တွေအများကြီးနဲ့ပြင်းထန်သွားပြီးထိုးထေးရမူလဆွမ်းရင်ကမြန်ဆန်နဲ့ပြောက်ကွက်သွားပါတယ်။လက်ထောင်ကြီးကမြောက်တက်လာတဲ့အခါအနီရောက်အလင်းနေရာရေ ွက်ကပုံများလာပါတယ်လက်ချောင်းကြီးရတုံခါသွားပြီးထူကြသွားတော့မဲ့ပုံမှာပဲထိုးချိန်မှာပဲဝင်လင်းရဲ့ခန္ဓာကိုယ်ကကောင်းကင်ဘုံနယ်ပယ်အစိပ်ပိုင်းလေးကိုဝင်ရောက်သွားပြီးအပေါ်မှာပေါ်လာပါတယ်သူ့ရဲ့မျက်လုံးတွေကအစ်ဆက်နေပြီးညာလက်ကိုလက်သီးဆုပ်ကထိုးချလိုက်ပါတယ်ဝင်လင်းကထိုးထိုးချက်အတွက်အချိန်တော်ကြာစောက်ဆိုင်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်သူကလက်သီးနဲ့ထိုးချလိုက်တဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ထဲကမူလစွမ်းအင်ကရှေးအောင်နှဖျားရဲ့စွမ်းအားနဲ့ပေါင်းဆက်သွားပါတယ်လက်သီးထိုးချက်ကထွက်ပေါ်လာတဲ့အခါကဘာကြီးရဲ့အရောင်ကပြောင်းလဲသွားသလိုပဲအဝေးကနေကြည့်ရင်ဝင်လင်းရဲ့လက်သီးကလက်ချောင်းနဲ့ကွဲပြားလွန်းနေပါတယ် ။ဒူဝါရင်ထိုလက်တီချက်ကမှုတိုင်းတစ်ခုကိုဖန်ပြီးပေးပြီးဒေါသထွန်းနေတဲ့ငကားတကောင်အဖြစ်ပြောင်းလဲကပြူချနေတဲ့လက်ချောင်းစီကိုဟိမ့်ဟောက်ရင်ဥတီသွားပါရင်ထိုအချိန်မှာပဲဝင်လင်းရဲ့ညာလက်တီကလက်ချောင်းကြီးနဲ့တိုက်မိသွားပါရင်ကျဲလောင်တဲ့ပတ်ကွေးတန်တစ်ခုကလည်းထပ်ပေါ်လာပြီးဝင်လင်းရဲ့ခနာကူကနောက်ပြန်လန်ထွက်သွားကကောင်းကင်းဘုံနဲ့ပဲအစိတ်ပိုင်းဘုံမှာခြေလန်းတော့များနောက်ဆုတ်သွားပါရင် သူကခြေလန်းတလန်းလန်းတိုင်းခြေရတစ်ခုစီရကျန်ခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်ကနေတောက်တောက်အတန်များထွက်လာပါတယ်လက်ချောင်းကြီးကိုပြန်ကြည့်လိုက်တော့အနည်းရောအလင်းကြီးကပုံများလာပြီးလက်ချောင်းကြီးကိုဖုံးလွှမ်းသွားပါတယ်ဝန်လင်းရဲ့လက်သေးထိုးချက်ကြောင့်လက်ချောင်းရဲ့အဖျားပိုင်းကပြုတ်ကွဲသွားပြီးလက်ချောင်းကြီးကပြုတ်ကွဲမှုရဲ့နောက်ဆုံးအဆင့်ကိုရောက်ရှိသွားပါတယ်ခြေလန်းတော့များနောက်ဆုတ်ပြီးရဲ့နောက်ဝန်လင်းကညာခြေထောက်နဲ့မြေကြီးကိုအပြပြင်းနဲ့ကန်လိုက်ပြီးလက်ချောင်းကြီးစီကိုဥတီသွားပါတယ်ဝန်လင်းကလက်သေးလေးချက်ကိုစရိုက်ထိုးချလိုက်ပါတယ်ရှေးရောက်နှဖျားရဲ့စွမ်းကသူ့ရဲ့ခန္ဓာကိုယ်ကနေထွက်လာပြီးလက်ချောင်းကြီးပေါ်ကိုကြောက်သွားပါတယ်ခနာအကြမှာလက်ချောင်း င်းကြီးကပောက်ကွဲတက်တဲ့အတူလုံအောင်ပျက်စီးသွားပြီးမူလစွန်ရင်တန်းနေအဖြစ်ပြန်ကျဲသွားပါတယ်ဖုံမိုးတွေအများကြီးရလဲထပေါ်လာပြီးတဲမုန်တိုင်းတွေကိုဖြစ်ပေါ်စေပါတယ် ကောင်းကင်ကံကြမ္မာဂိုင်းမှာအယောင်9ယောက်အလင်းတန်းနေရှိနေတဲ့တောင်ထိပ်ပေါ်မှာအလုံးစုံမြင်ရှိသူရဲ့မျက်လုံးတွေဟာထူးဆန်းတဲ့အလင်းတစ်ခုပေါ်လာပြီးဒီကောင်လေးမှာဒီလိုရတနာမျိုးကရှိမယ်လို့မထင်တော့ဘူး။သူကတီတိုးရေဦးလိုက်ပါလေ။ပြီးတော့ညာလက်ကိုမြှောက်ပြီးဝင်ရလိုက်ပါလေ။လေပင်တစ်ချက်ကလည်းပေါ်လာပြီးအယောင်9ယောက်အလင်းတန်းကိုဖုံးလွှမ်းသွားပါလေ။ချက်ချင်းဆုတ်သလိုအယောင်9ယောက်လေနကားတစ်ခေါင်အဖြစ်ပြောင်းလဲပြီးဟိန်ဟောက်ကကောင်းကင်စီကိုအထိသွားပါလေ။အယောင်9ယောက်လေနကားကပေတထောင်ရှီလျားပြီးရွေလျားတဲ့အခါကြီးမားတဲ့မုန်တိုင်းတစ်ခုကိုဖန်တီးပေးပါလေ။ဖုံမိုးတွေအများကြီးကလည်းထွက်ပေါ်လာပြီးမိုးတိတ်နေရအောင်ရှောင်ပေး းကြပါတယ်အရင်ဦးမှမျက်နှာကြောက်ချက်ချင်းဆုသလိုပဲဝလင်းရဲ့နောက်ရောက်ရှိလာပါတယ်ဝလင်းရဲ့မျက်နှာပိုပြီးတော့မှောက်မိုက်လာပါတယ်ထိုနကာကလီနဲ့တက်တက်ဖယ်စီရာဖြစ်ပြီးအရင်ဦးမှမြန်ပါတယ်ဝါမျိုးဘူအသင်ဖြစ်နေသလိုပြင်းထန်တဲ့အချိန်မှာလည်းထွက်နေပါတယ်ဒီနကာကတမန်နကာမဟုတ်ဘူးအစင်းမန်နကာရဲ့ဝိညာဉ်ဟာပါဝင်နေတယ်ဝလင်းရဲ့မျက်လုံးတွေကအိဆက်သွားပါတယ်အလုံးစုံအမြင်ရှိသူသူကတကယ်ပဲဘာကိုတွေးနေရလဲအစွန်ရောက်အစွန်ထက်ရန်အကြောင်းသူ့ရဲ့ဟိုကိမ့်မှာတကယ်ပဲအမှားရှိနေရလားဝလင်းကတပင်းကိုချလိုက်ပါတယ် သူဘွားမှာလူတွေအများကြီးနဲ့တွေ့ဆုံခဲ့ပေမဲ့အလုံးစုံမရှိသူ့ကိုပဲနားမလဲပါဘူး။ရာစုနှစ်ပေါင်းများစွာအချိန်ကလည်းအတူတူပါပဲ။ယခုချိန်ထိလည်းအတူတူပါပဲ။သူ့ရဲ့ကိုယ်ပိုင်ကောက်ချက်လို့ထင်ရပေမဲ့အလုံးကအလုံးစုံမရှိသူ့ရဲ့အစီအစဉ်ရဲ့တစိမ့်တစ်ပိုင်းပါပဲ။ယခုချိန်မှာဝလင်းကစိတ်မကောင်းဖြစ်ပြီးအလုံးစုံမရှိသူ့ကိုပို့ပြီးတော့သတိထားမိလာပါတယ်။အလုံးစုံမရှိသူငါဆုံးရောက်ရန်ကိုမယူရင်ငါရဲ့တောက်ကိုစိတ်နှလုံးမှာအရေးတစ်ခုကကျန်ခဲ့ရလိမ့်မယ်။ ဒါပေမဲ့အခုငါဆုံးရောက်ရန်ကိုယူလိုက်တော့အလုံးစုံအမည်ရှိသူရဲ့အစီအစဉ်တွေကိုကြာသွားသလိုပဲဒါနှစ်ထပ်အကွက်ချတာဖြစ်ပြီးငါယူတီဖြစ်စေမြူတီဖြစ်စေသူ့ရဲ့အကွက်ထဲကိုကြားရမှာပဲ အလုံးစုံမြင်ရှိသူရဲ့ရည်ရွယ်ချက်ကပါလဲငါရဲ့တောင်ကိုစိတ်နှလုံးမှာအပေါက်တစ်ခုကိုဖန်တီးပြီးသူကဘရောမောင်းအမှားဦးဆိုတဲ့အရေးကိုထည့်သွင်းဖို့ပဲလားဘိုင်ဝေကသူ့ရဲ့ရုပ်တရက်အကြံကြောင့်အလုံးစုံမြင်ရှိသူကအမှားလုံးမိမယ်လို့ထင်ခဲ့တယ်သူ့ရဲ့ဒီရုပ်တရက်အကြံကိုဆရာကျွတ်တင်မြင်လိုက်မယ်လို့သူကမထင်နာခဲ့ဘူးဒီအဆုံးရောက်ရန်ငါရဲ့လက်ထဲမှာရှိသည့်ဖြစ်စေအလုံးစုံမြင်ရှိသူကိုပြန်ပေးသည့်ဖြစ်စေငါရဲ့တောင်ကိုစိတ်နှလုံးမှာအပြည့်အနာစာတစ်ခုကပေါ်လာလိမ့်မယ်ငါဘာပဲလုပ်လို့သူကဘရောမောင်းအမှားဦးဆိုတဲ့အရေးကငါရဲ့တောင်ကိုစိတ်နှလုံးမှာပေါ်လာလိမ့်မယ် အဲ့ဒီကြောက်ခွင်းကိုငါဘလို့ချိုးဖျက်ရမလဲမမန်ဆန်နဲ့ချင်းကလာတဲ့လေနကောက်ကိုကြည့်ရင်ဝလင်းရဲ့စိတ်ထဲမှာအကြံစီပေါင်းယာနဲ့ချီပြီးတော့ဖြစ်ပြီးသွားပါတယ်အဆုံရောက်ရန်ကိုငါဆွန့်ပြစ်လိုက်ရင်တော့ဘာမှမထူဘူးအဲ့ဒီကြောက်ခွင်းထဲကိုမဝင်တော့နောက်ထပ်ကြောက်ခွင်းတစ်ခုထဲကိုဝင်ရောက်အောင်ပါပဲဘာမှမပြောင်းလဲဘူးဆွန့်ပြစ်လိုက်တာကိုကိုကိုလှဲစားနေအောင် ဘာဖြစ်ဖြစ်ငါကအလုံးစုံမရှိသူစီကိုတော့ပြန်မပေးနိုင်ဘူးပြန်ပေးလိုက်ရင်ဒီတိုက်ပွဲမှာရှုံးနေသွားတဲ့အထူးတူပဲလုံးဝကိုကြာရှုံးသွားလိမ့်မယ်ကျွန်တော်ကတော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်